ဘယ်လောက်ကြီးတံဝေကားရလဲဆိုတော့လေလူကစက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်းမှာအခုတွေ့နေရတဲ့လူကခဏနေမှာမရှိတော့လည်းဖြစ်သွားနိုင်တယ်ဆိုတော့အတိပေါ့နော်အဲ့အတိဝင်သွားတယ်ကိုနဲ့တွေ့တွေ့တဲ့အခုဘယ်သူနဲ့မဆိုပေါ့နော် တွေ့တဲ့အချိန်မှာအကောင်းဆုံးနေမယ်ဆိုတော့အတိလေးရသွားတယ်ပေါ့ဟုတ်တန်ရာတွေအရန်တွေရကြတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်လည်းဟိုဆွဲထုတ်ဖို့အရေးတောင်မှအဲ့လိုခနာကိုရဲ့စိတ်ပိုင်းတွေကိုဖျက်တောက်ပြီးတော့မှ ဆွဲထုတ်ရတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကိုတောက်လျှောက်အဲ့လိုဗီဒီယိုတွေကိုပဲတောက်လျှောက်တွေ့နေရတဲ့အတွက်ရန်လဲစိတ်မကောင်းဖြစ်တယ်ဟိုဒါကလေဟိုကိုရီးယားဒါမသိရလူနေနဲ့ပဲကြည်ရတာသူတို့ဆိုမိသားစုဝင်တွေပေါ့နော်အကုန်လုံးကလူတိုင်းမှာမိသားစုဝင်တွေရှိကြမှာပဲဟိုချစ်ခင်နဲ့မိတ်ဆွေပေါင်းသင်းတွေရှိကြမှာပဲဆိုတော့အရန်စိတ်မကောင်းဖြစ်ပါတယ်ဟုတ် ဟုတ်ဒီနေ့ကတော့လေဒါဆရာဦးတီပေါ့နော်ဆရာဦးတီရဦးစီးပြီးတော့ညီမတို့ MRD4 ကတဲလဲတရုပ်ဆောင်နေရဲ့နောက်ပြီးဒီအဲ့ဒါအတင်းနန်းကတရုပ်ဆောင်နေနဲ့နောက်ရွှေကြိုမောင်လေးညီမလေးနဲ့သူတို့ပေါင်းပြီးတော့ဒါငယ်လင်ပေးတင်နေရဲ့ပြည်သူတွေအတွက်ပေါ့နော်တရားသမီးလေးအလူခံတာပါလေဘဝတက်ချောင်းမှာတော့လေငလင်ဒီလိုမျိုးကြီးလောက်တယ်ဆိုတော့ဘဝမှာတကယ်မကြုံဘူးပေါ့နော်ငလင်အဲ့လောက်ကြောက်ဆက်ကောင်းမှန်လည်းမသိဘူးပေါ့နော်ဟိုကိုမြင်မှုရဲဆိုတာရုပ်ရှင်တွေထဲမှာပဲအဲ့လိုဓာတ်ပုံတွေထဲမှာဗီဒီယိုတွေထဲမှာပဲမြင်မှုတာလीနော်အပြင်မှာအဲ့လိုမျိုးကြီး ခါမှမမြင်ဘူးပြီးတော့တကယ်လှုပ်တဲ့အချိန်မှလည်းလေဟိုဒါကိုရဲရန်ကုန်မှာအရင်မှလှုပ်လို့ပေါ့နော်အေးလှုပ်လိုက်တဲ့အစက္ကန့်ပိုင်းမိနစ်ပိုင်းပဲဒီလားအဲ့အချိန်မှလေဟိုကိုလည်းအေးလှုပ်တယ်လှုပ်တယ်ပေါ့လှုပ်တယ်ဒီလိုပဲကြည့်နေမိတာထွက်ပြေးဖို့လို့အပြင်ထွက်ဖို့လို့ခေါင်းကလေမထွက်ဘူးတိလားတော့ဒီကိုတကယ်ကြီးအုံးအုံးဆိုပြီးဖြစ်သွားတဲ့လူတွေလည်းအဲ့အဲ့လိုမျိုးပေါ့နော်သူတို့လည်းလန့်သွားမှာပေါ့အရင်ဒါကအရင်မြန်နေလေအချိန်ရလေမိနစ်ပိုင်းစက္ကန့်ပိုင်းလေးနဲ့ဟိုအရင်ဖြစ်သွားတာဆိုတော့လေဟုတ် ဟိုပြောရလို့ရှိရင်လေအိန်းကြီးကတနေ့ကအလုပ်ကိစ္စနဲ့အပြင်ရောက်နေပါဗောနော်အပြင်ရောက်နေတဲ့အချိန်မှာပဲလှုပ်တာဆိုတော့ဟိုဖုန်းလိုင်းတွေကလည်းမမီပါညာဆိုတော့အဲ့လောက်ထိဖြစ်သွားမယ်လို့တကယ်မထင်ဘူးစကိုကိုကိုရေးစီမှာလှုပ်တက်လောက်ပဲဗောနော်ငလင်းဒီတစ်ခါဘဝမှာတအားကျန်နေပေါ့ကို့အတွက်ပေါ့နော်အဲ့လိုမျိုးပဲတိလိုက်တာဒါပေမဲ့အဲ့လိုညာကြတော့မှလိုင်းနေပါရရတဲ့အချိန်ချိလိုက်တော့မှတအားကြီးတအားကြီးကိုဖြစ်သွားတာဗောနော်ဟိုပို့ jet ကကြာလာလေပို့ပြီးတော့တက်လာလေတရင်နေရာလေဘယ်နေရာမှာဘာဖြစ်သွားပြီဘယ်နေရာမှာဘာဖြစ်သွားအဲ့လိုမျိုးတက်လာပါဘောနော်လူတွေဆိုလို့ရှိရင်လည်းညက်တဲ့လူကညက်တချို့ဆိုလို့ရှိရင်အဲ့လိုအထက်လိုက်ကြီးပြီးတဲ့လူကပြီးပေါ့နော်အဲ့လိုမျိုးတွေတွေ့ရတယ်တကယ်အရန်စိတ်မကောင်းဖြစ်ရပါတယ်ဟုတ်အဲအဲစိတ်ထိတ်ခါရတာပေါ့ဘာဖြစ်လို့လဲဆိုတော့လေသူတို့နေရာမှာ ကိုသာဆိုရင်ပေါ့နော်ဟိုကိုသာဆိုရင်အဲ့လိုတော့အဲ့လောက်တော့တောင်းခံနိုင်မှာမလားမသိဘူးပေါ့နော်တချို့ဆိုလို့ရှင်ဟိုတက်ကြီးရွယ်ဦးတွေပါတယ်ကိုဝင်ဆောင်တွေတွေပါတယ်နောက်အဲ့လို ဘယ်လိုပြောရမလဲတကယ်ကိုတောင့်ခံတာကြရတယ်ပေါ့နော်ဟိုတချို့ကျတော့လည်းအခုတွေ့ရသလားကကိုယ့်ကိုရအောင်လမ်းဖောက်ပြီးထွက်လာတယ်ထွက်လာပြီးတော့ကျန်တဲ့လူတွေကိုလည်းအကယ်ထုတ်တယ်ပေါ့နော်ဟိုတယောက်ဆိုလို့ရှိရင်အဲ့လိုကိုဝင်ဆောင်တဲ့မျိုးသမီးတယောက်ဆိုသူ့အပေါ်မှာ dead body တွေပြနေတဲ့အထီတော်မှာ तू တောင့်ခံတာရတယ်ကိုတွေ့ရတယ်ဟုတ် ဘယ်လောက်လေးတံဝေကားရလဲဆိုတော့လေလူကစက္ကန့်ပိုင်းမိနစ်ပိုင်းတွင်းမှာအခုတွေ့နေရတဲ့လူကခဏနေမှာမရှိတော့လည်းဖြစ်သွားနိုင်တယ်ဆိုတော့အတိပေါ့နော်အဲ့အတိဝင်သွားတယ်ဘလို့ဆိုတော့အခုဖြစ်သွားတဲ့ဟာတွေကလည်းအကုန်လုံးကဒါသမင်းဆိုင်နေရင်ဖုန်းသုံးနေရင်ဒီတိုင်းပဲပေါ့နော်တချို့ဆိုလည်းအပြင်သွားမလို့လေကားဆင်းရင်အဲ့လိုမျိုးဘာမှဘာမှဟိုမတိလိုက်တဲ့အချိန်တခုမှအဲ့လိုအသက်တွေအဆုံးရှုံးသွားရပေါ့နော်အဲ့လိုမျိုးတွေဖြစ်သွားတယ်ဒီအဲ့တော့ဟိုကိုနဲ့ တွေ့တွေ့တဲ့အခုဘသူနဲ့မဆိုပါတော့တွေ့တဲ့အချိန်မှာအကောင်းဆုံးနေမယ်ဆိုတဲ့အသည့်လေးရသွားတယ်ပေါ့ဟုတ်ခင်းနေတာပေါ့တကယ်ကိုဟိုမြန်မာနိုင်ငံရဲ့တကယ်အထင်ကရအမွေနှစ်တည်းအဲ့လိုမျိုးမျက်စိတမိတ်တွေမှာဆုံးရှုံးသွားရစော်လေအရင်လဲနှမျောတယ်ဘာနဲ့မှလည်းအစားထိုးလို့မရဘူးပေါ့နော်အရင်စိတ်မကောင်းဖြစ်ရပါတယ်ဟုတ်ရတာပေါ့အဲ့လိုမျိုးဟိုအဲ့လိုမျိုးဘယ်လိုပြောရမလဲဒဏ်ရာတွေအရင်နေရကြရပေါ့နော် တချို့ဆိုလို့ရှိရင်လည်းဟိုဆွဲထုတ်ဖို့အရေးတောင်မှအဲ့လိုခန္ဓာကိုယ်ရဲ့စိတ်ပိုင်းတွေကိုဖျက်တောက်ပြီးတော့မှဆွဲထုတ်ရတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကိုထောက်ချောက်အဲ့လိုဗီဒီယိုတွေကိုပဲထောက်ချောက်တွေ့နေရတဲ့အတွက်ရန်လဲစိတ်မကောင်းဖြစ်တယ်ဟိုဒါလေဟိုကိုရီးယားဒါမသိရလူနေနေပဲကြည်ရတာသူတို့ဆိုမိသားစုဝင်တွေပေါ့နော်အကောင်လုံးကလူတိုင်းမှာမိသားစုဝင်တွေရှိကြမှာပဲဟိုချစ်ခင်တဲ့မိတ်ဆွေပေါင်းစပ်တွေရှိကြမှာပဲဆိုတော့အရန်စိတ်မကောင်းဖြစ်ပါတယ်ဟုတ်အဲ့ဒီဗီဒီယိုဆိုလေအရန်ဟို အရင်စိတ်မကောင်းဖြစ်ရရနော်။သူကလေထုတ်လို့လည်းမရဘူး။အဲ့လိုမျိုးမြင်နေရတဲ့စိတ်ပိုင်းလေးကိုလက်ကလေးကိုကင်ပြီးတော့အဲ့လိုမျိုးအမြဝေရလေးနော်။ဟိုပြောပြောမလဲ။အဲ့အကိုရဲ့မှလည်းလုံးဝသူ trauma ကြီးကြီးမားမားရသွားမှာပေါ့အရင်စိတ်မကောင်းဖြစ်တယ်ဒါဒါညီမတို့မြင်တဲ့ဟာဒီတစ်ခုပဲပေါ့နော်ကိုမမြင်တဲ့ဟာတွေလည်းဒီထက်ပိုပြောဆိုတာတွေဒီလိုမျိုးတွေအများကြီးဖြစ်နေမှာပါဟုတ်ကိုယ်တိုင်းမှာအဲ့နေရာမှာဆိုလို့ရှိရင်လည်းဒါဟို ိုနဲ့ပတ်သက်တဲ့လူဆိုမရမကဆွဲထုတ်မှာပဲဟိုကိုလည်းကိုတန်းပိတ်မိနေဆိုလို့ရှိရင်လည်းကိုတက်အားတလောက်ပေါ့နော်ဟိုရအောင်ဟိုထွက်မယ်ဘေးဘေးနာလူတွေကိုကယ်လို့ရတဲ့လောက်ကိုကယ်မယ်ပေါ့နော်ဘလို့ဖြစ်ဖြစ်ဟိုဘလို့ပြောရမလဲအသက်ရှင်နေသေးတာဖြစ်တဲ့အတွက်ဟိုမရမကစိတ်ကိုတင်းထားမိမယ်ထင်ပါတယ်ဟုတ်ရှိနေတဲ့အချိန်မှာရန်တံမိုးထားတင်နေပေါ့နော်တခါလေးလေးအဲ့လိုကိုနဲ့ချစ်ခင်ရတဲ့လူတွေမိသားစုတွေ တခါတလေစိတ်နှောက်ရက်ကလေးဖြစ်ပြီးရောလို့စိတ်ဆိုးသွားမိတာဘာညာမျိုးတွေမှာတော့မပေါ့နော်ဟိုအော်အချိန်မရွေးဟိုနောက်ဆုံးချိန်ဆိုတာဖြစ်သွားနိုင်တယ်ဆိုတော့အတိလေးဖြစ်သွားတာပေါ့ဟုတ်